မိုင်းတုံမြို့နယ်မုံထားမြို့၌မြန်မာ electronic မဲပေးစဲ MEVM ဖြင့်မဲဆန္ဒရှင်များအသိပညာပေးလက်တွေ့သေုပ်ပြစမ်းသပ်မဲပေးခြင်းကွင်းစင်းဆောင်ရွက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြနယ်ရှိပိုင်းမိုင်းတုံခရိုင်မိုင်းတုံမြို့နယ်မုံထားမြို့အထက်ကစာသင်ကျောင်းကန်းတွင်ယနေ့နဲ့ဆယ်နာရီချိန်နှင့်ခိုင်လုံကျေးရွာတွင်မုံလွဲတနာရီချိန်၌မိုင်းတုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဥလွင်မိုးဦးဆောင်၍မိုင်းဆက်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဦးမောင်ချူမြို့နယ်မိသက်တော်ဖွဲ့ဝင် MEBM ထိန်းချုပ်ဆက်ကိုင်းတွယ်သူ၅ဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်ဦးစီသူမျိုးလိုင်တို့ပူးပေါင်း၍ကြေးရွာရောက်ကွင်းစင်းကမြန်မာအီလက်ထရောနစ်မဲပေးဆက် MEBM ဖြင့်မဲဆန္ဒရှင်များအသိပညာပေးလက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးဆိုင်လင်းနဲ့မြို့ဌာနဆိုင်ရာများကျေးရွာအုပ်ချုပ်ရေးမှူးများဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်းတာဝန်ရှိသူတို့ထံမှသိရှိရပါတယ်ခင်ဗျာ